ရှေးဘို့ channel ကို အပြည့်နှံ့ဆင်ကြတဲ့နားဆင်သူပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကင်မာကင်တီနီမှာတော့ဆရာညီပူလေးရေးသားထားတဲ့အပြောင်ပြောင်ဆုံးလက်ရာဆိုတဲ့ဝိထုတို့လေးကို အပိုင်းနှစ်အနေနဲ့ဆက်လက်ပြပြပေးခြင်းပါတယ်။ဒီဝိထုလေးကိုဖတ်ရှုခွင့်ပြုပါရန်လည်းဆရာအားလေးစားစွာဖြင့်ခွင့်ပန်လိုက်ပါတယ်ရှင်။တုတ်ဆိုတဲ့အတန်ကခါတိုင်းတုတ်ထက်ကိုကျဲလို့မျက်စိဖွင့်ကြည့်လိုက်တော့ဒါကြီးက မြတ်တော်ငွေရှိလေးရဲ့လေဘဲနဲ့လမဝဲတောင်မကွာဘူးအချိန်ပြင်းလုံးလုံးတယုကတဆက်ဆက်လှုပ်ရမ်းနေတယ်ရွှေစရာကနောက်ထပ်ဓာတ်ချောင်းကို ကောက်ကင်လိုက်ပြန်နေရှစ်တီးမုန်နေမျက်နာနီကြီးကမပြုတ်သေးဘူးဒီတခါတော့ဓာစရာကတားလိုက်တယ်ခမညာစမပေါ့ရင်ကောင်းမယ်ဒုက္ခတွေဖြစ်ကုန်လိမ့်မယ်သားစရာရဲ့စကားကအိမ်မုံဆုံးမှာဖြစ်နေတဲ့ရွှေစရာကိုရှီအေးနဲ့ပတ်နိုးလိုက်တယ်လို့ ချောင်းနဲ့ကြည်ရဲကြတော့မဲ့သူရဲ့လေကိုကိုဖန်ဆွေလိုက်တယ်လို့ပဲရွှေစရာရဲ့လေပင်မှာဆွတ်တော့မဲ့ဂျိုကွင်းကြီးကိုဓာစရာကဖယ်လိုက်လို့တာပေါ့အဲ့ဒီမျိုးပေါစနာလေးနဲ့ဖျားပွဲမှာစကက်အဖွဲကိုလာရှင်တာမြေလက်ဆက်တစက်ပဲရှိတယ်ခေရှိုးပြင်စင်ရောကျောညာလေတာရောစကက်အဖွဲကအဆဆိုင်ရာရာတားရဲတင်တာပဲစကက်မှာလူစီတာတော့အမှန်ပဲ စက္ကတေရောက်တာဘာမှမကြသေးပေမဲ့ကျွန်တော်လည်းကိုလိုက်လာခဲ့တဲ့အဖွဲကိုလူစီစီတင်နေလက်ခုပ်တန်းတွေဩဘာတန်းတွေကြားကျင်နေမိတယ်။ကောင်းတဲ့ရင်တွေကိုနားဆွနေမိတယ်။ပထမညမှာကျွန်တော်ကအရင်ပတိစီယာပြီးရေးခဲ့တဲ့ နောက်ခံကအဟောင်းတွေတဲကအရောင်ွင့်နေတာဆေးကွာတာလေးတွေနောက်တနေ့ကျရင် ဖာရထီရရှိရအောင်တိတိချာချာဖြန့်စီမိတယ်။အနားမှာကိုစင်ကိုလည်းရှိတယ်။သူ့ကိုအရင်ရှိခိုင်းဖို့ပါ။ သူရေးပြီးမှအမီးမောင်မတည့်ရင် ကိုကတည့်ပြီးမပြီးမယ်လို့ကိုစိန်ကိုကိုတင်ပေးရင်ဗားလေးတွေလှုပ်ချင်တယ်ဘလိုလေးပြင်လာရင်ပိုကောင်းမယ်ဆိုတာလေးတွေတင်ပြောပြောလိုက်တယ်။နောက်တနေ့မနေ့သူ့ကိုဒီနေရာမှာပကြီလာရေးကိုချိန်လိုက်တယ်။ကိုစင်ကိုထွက်သွားပြီးခဏကြာတော့ဝမ်းပြေသူလေးတွေကတယောက်ပြုံစီစီနဲ့တနော်စီရောက်လာတယ်။လာတင်ကြီးဆိုတဲ့အမျိုးသမီးပေါ့ဖီဖီလိန်ပြီးသားပါ။ ကျွန်တော်ပကြီစေးရဲမှာပါနီချေစရာဗာများရှိတလဲလို့လာမေးရှာတာအမျိုးသမီးတွေရဲ့အလှပြင်ပစ္စည်းဆိုတာအမျိုးကောင်းအမျိုးမှန်လေးအဖိုးတန်လေးမဟုတ်လားသူတို့လိုစက္ကတမလေးတွေအကောင်စားမပြောနဲ့အတော်အသင့်အမျိုးကောင်းတာမျိုးမလိမ့်နိုင်ရှာကြဘူးလေကျွန်တော်ကနောက်ခံပကြီကားလေးတွေရှိဖို့ဝယ်လာခဲ့တယ်ခဲမုံလို့ခေါ်တဲ့အမုံတစ်မျိုးပါလာတယ်အရှောင်းကလိမ္မော်နီလေး အဲ့ဒါတွေကစီနဲ့လဲရောရီလို့ရှာတယ်။စီနဲ့ဖြော်ရင်တမောဆိတ်လို့ဖြစ်သွားတယ်။ရှည်နဲ့ဖြော်တော့ရေစေးရတာပေါ့။ကြီးမှန်တွေရဲ့နောက်မှာဟင်းတာပဓာနဲ့ရောတုတ်တဲ့အမုံ။အဲ့ဒီစီမုံနဲ့စိန်ပန်းပင်တွေ၊ပန်းရုံပန်းချုံတွေရေးရင်တိတ်လာပြီးကြီးလို့အလွန်ကောင်းပေါ့။ကျွန်တော်ကလှသင်ကြီးရဲ့ပါလီတွေအပေါ်ခဲမုံလေးတွေချေပေးလိုက်တော့သူတိတ်သဘောကျသွားတယ်လေ။သူ့ပါပြန်လေးကလိမ္မော်ရေရေလေးဖြစ်သွားတယ်။ ညီဘသူမှရှောက်ပြောမနေနဲ့အောင်ဒီစီကအရက်တကာဝယ်လို့ရတာမဟုတ်ဘူးဆိုတော့သူကဟုတ်ကဲ့ပါဆရာတဲ့ဒါပေမဲ့လှတဲ့ကြီးကျွန်တော်အနာမှာသူ့ပါကိုမှန်တယ်ကြကြနနာကြည့်ပြီးသဘောကျနေတာကိုဆန်းဆန်းအေးနဲ့ဝဝခင်တို့ကတွေ့ဖြစ်အောင်ကိုတွေ့လိုက်ကြသေးတယ်။သူတို့လှတဲ့ကြီးရဲ့ပအိုးကို ကြည်လာပြီးကျွန်တော်စီရောက်လာကြတော့တာပါပဲ။လှတဲ့ကြီးကိုလိမ့်ပေးလိုက်ပြီးသူတို့မလိမ့်ပေးပြန်ရင်လည်းမကောင်းဘူးမဟုတ်လား။ ဒီတော့လိန်ဖေးရပြန်တာပေါ့ကျွန်တော်မှတကယ်တော့ခေမွန်ကအတော်များများပါပါတယ်ဒါပေမဲ့ထိန်တိုင်းကျပြစ်လိုက်ကြမှာဆိုလို့ထိန်ထားရတာဆန်ဆန်အီတို့ဝဝခင်တို့လည်းသဘောရကြပြီးပြန်သွားကြလေရဲ့ကျွန်တော်ထိန်တဲ့အတိုင်းပဲမြတ်တော်မွေးရှိလေးပါရောက်လာတာပါပဲသူရောက်လာတော့ဖွေးစားတော်မလို့ရှုံတော်ခါနေပါပြီအမှန်ပြောရရင် ကျွန်တော်ကိုယ်တိုင်လိန်ဖေးချင်တာဒါပေမဲ့စေနာရေစီးကမ်းပြိုလိုက်တော့မှာ ကို့အကြောင်းကိုသိတာနဲ့ညီပါတာလိမ့်တိတ်အများကြီးမလိမ့်နဲ့ဈေးကရှာတဲ့ဘာညာနဲ့ပြောပြီးသူလိမ့်နာအတားဆောင်ကြည့်နေလိုက်တယ်။မျက်တော်ငွေရှိလေးကအစတော့ရှက်နေသေးတယ်။အောက်နှခမ်းလေးကို အပေါ်သွားလေးနဲ့ဖော့ဖော့လေးကြိုက်ထားလေတော့ရှက်တာလို့ပဲထင်မိတယ်။ကိုကောင်မလေးတွေကကျွန်တော်ကိုယ်တိုင်နှိမ့်ပေးလိုက်ပြီးသူကမှလိမ့်မပေးလို့စိတ်ကောက်နေတာလားမပြောတတ်ဘူး ပတိရဲတဲ့လူတယောက်အမြင်ရတော့ဝိုင်းတင်ဝစ်ထားတဲ့ဘော်တဲအင်ဂျင်နဲ့ပြပြလက်လေးနဲ့ဆိုရင် သူ့ပါပြင်မှာအယောင်တိတ်လင်ဖို့မလိုဘူးမဟုတ်လားကျွန်တော်ပြောထားပါရဲ့နဲ့လက်တော့မွေးရှိလေးကထူးထူးရဲရဲလေးလိမ့်ဖြီအောင်လိမ့်လိုက်သေးတယ်ညီငါပြောစကားနားမထောင်ဘူးကြည်စံပါကိုရဲတွတ်နေပြီလို့ချစ်ခင်စောနဲ့အပြစ်တင်စောမိတယ်ကျွန်တော်ကိုသူ့မျက်လုံးရဲ့ကြီးနဲ့ကြီးရင်တယောပြုံပြုံလို့ ဆရာဘာမှမသိပါဘူး။မိရအောင်ရောက်ရင်တတိချာချာကြည့်ဒီလောက်လင်းကမှတော်ကားတန်းကကြာလိမ့်မယ်တဲ့။ကျောင်းမွေရှိလေးကကျွန်ုပ်ကိုအတိလိမ္မာတစ်ခုတိုးအောင်လှုပ်လိုက်ပြီးတကယ်တော့ကျွန်တော်ဟာစင်တင်မိတ်ကက်ပညာကိုလုံးဝနားမလည်သူတယောက်ဆိုတာစင်ပေါ်မှာသူတို့ကိုခယူတဆိုင်နှိုင်းရှင်ကြည့်တော့မှသိရတယ်။လက်တော်မွေရှိလေးဝိုင်းတင်က ကျွန်တော်ရဲ့တင်စရာ မြင်စရာကြားစရာတယောက်ဖြစ်သွားပြီး ဆန်ဆန်အေတို့ဝါဝါခင်တို့ထက်မျက်တော်မွေရှိလေးကပိုပြီးကြည့်လို့ကောင်းလာတော့အမှန်ပဲဝိုင်းတင်ကပြပြဆူဆူနဲ့ခါမစီထားတဲ့ထမင်းကိုဖြန့်ချလိုက်တော့အထက်ဆင့်ကြတဲ့ကစေးတောင်တတောင်ကျလာတယ်အဲ့ဒါလေးကို သူကပြားကရာကောက်ပြီးသူ့နှခမ်းကိုဆေးချေပေးပါအောင်တဲ့ဩလက်စာတက်တော့တရုတ်စီနီတရုတ်စီစေးအနီရေရှားနေတာညို့လက်ချက်ကို ကျွန်တော်သူ့ရဲ့နှကန်းထူထူလေးနဲ့လိုက်ပတ်မှန်နှကန်းပုံလေးတစ်ခုအញ្ញံစိတ်ကူပြီးစုပ်သေးသေးနဲ့ရေးချပေးလိုက်တယ်။ရှိပေးရင်နဲ့သူ့ရှိတဲ့စီးနီလေးမှာအယောင်ပိုလင်းအောင်ကျွန်တော်ပါလာတယ်။ဝင်စာနဲ့နျူတန်စီဖာမီလီယန်လေးနည်းနည်းစွာတီးရှိပေးလိုက်တယ်။သူ့နှကန်းလေးကထူထူလေးမဟုတ်တော့ဘူး။နင်းစီဖူးငုံလေးတငုံဖြစ်သွားပြီ။ပြီးတော့မှသူ့ကိုမှန်အကြည့်ခံလိုက်တယ်။ မြတောင်မွေရှိလေသူပုံရိပ်သူကြီးပြီးကျင်းနဲ့ဝန်သာတာလိုက်ပုံကတကယ်သဘောကျစရာပဲသူ့ပီတီတွေကျွန်တော်စီပါကူးလာတာပေါ့သူစီကကိုရစနိုးအနံ့လားတနခါအနံ့လေးလားမသိခက်တင်တင်လေးလဲရှာမေးရဲ့သူရဲ့ဘောကျဲအင်ဂျင်နှက်ပြပြလေးဟာပြိသက်အမြင်မှာတော့အစ်စ်လိုတွတ်တွလွင်လွင်လေးပေါ့ကျွန်တော်အနီးကပ်ကြည့်မိမှာအင်ဂျင်လေးကတော်တော်ဟောင်းနေပြီပဲသူနဲ့လည်းတော်တော်ကြက်နေပြီကောင်ညွန်းဆိုင် ကောင်းကြီးဆိုင်ထုတ်လောက်တာမဆိုသေးတာသူရဲ့မုံမုံမောက်မောက်လေးတွေကို ပိုးပြီးထင်ရှားနေတော့တာပေါ့အခုလိုအနာကက်ကြည့်နေတော့မှမတော်မွေးရှိလေးရဲ့လက်မောင်းပြပြလေးမှတလဲစီဩဇာစီလောက်အမာရွတ်တွေနဲ့ပါလားအဲ့ဒါတွေကဘာဖြစ်တာလဲဒါပေါက်ခံရတာပါစီယာသူကတော့ခက်အေးအေးပြောလိုက်တာပါကျွန်တော်မှခေါင်းနှပန်းကြည့်သွားတယ်ကိုနမလေးလိုအောင်မေးလို့ပြောအောင်မေး နောက်ကြရင်အဲ့လိုဓာပေါက်ခြင်းတဲ့နေရာမှာဝင်မပါပါနဲ့လားဆရာရေဒါကျမဖို့အထူးဆန်းမဟုတ်ပါဘူးကျမဝင်မရှက်လေဒီပြင်တယောက်ယောက်ဝင်ရက်ပေးရမှာဒီပြင်ကောင်းမတွေကရှောက်စင်ကြီးကန်နေကြအောင်မှာကျမကအားနေတာပဲဆရာရေဝိုင်းတင်ဖို့ဓာပေါက်လေးခြင်းတဲ့နေရာမှာဝင်ပြီးမတက်ရက်တာဟာလေလေးရတဲ့လက်စားလိုက်တဲ့လောက်သဘောထားနေပါလားကျွန်တော်တော်တော်အံ့ဩပြီးဝမ်းနေသွားတယ်မြတ်တောင် အေးဝိုင်းတင်ငါ့ကိုခင်ရင်ငါ့စကားနားထောင်စမ်းပါကြည်စမ်းနှစ်လက်မောင်းလေးတွေအလွန်လှရမဲ့လက်မောင်းလေးအခုတော့အမရွတ်တွေနဲ့ကျွန်တော်ပြောလို့သာပြောလိုက်တာသူကတော့ကျွန်တော်ကိုမနေ့တနေ့ကမှရောက်တဲ့လုံးစိမ့်လေးလို့အောက်မေ့ခြင်းအောက်မေ့ပေးလိမ့်မယ်။သူပြုံးပြသွားတဲ့အပြုံးကိုကျွန်တော်အတိတ်ပဲမဖွင့်တတ်ဘူး။အဲ့ညာကကျွန်တော်လဲ bridge ပွဲချိပရိသတ်တယောက်ပါပဲ။ ျွန်တော်လည်းလက်ခုပ်တွေတီးလက်ခောက်တွေမှုမိတာပေါ့တခါတလေလဲစကတ်သမားတွေအတွက်ဒီပြင်ပြိတ္တတွေတီးတဲ့လက်ခုပ်တန်းနားထောင်ပြီးပီတိတွေဖြစ်လို့ကျွန်တော်ဟာဘာဖြစ်လို့ဒီလောက်မြန်မြန်နဲ့စကတ်အဖွဲ့ဝင်တယောက်လို့ခံစားမိသွားရတာလဲမနေ့နဲ့ညနေက အတူစားခဲ့တာထမင်းမှနှစ်နှစ်ပဲရှိသေးတယ်မဟုတ်လားကိုကိုကိုလည်းအံ့ဩနေမိတယ်စုံမမြတာပြဆက်ကြတော့လေပြဆက်မှုတီလူတွေတော်ကြပါပြီ ကောင်းငင်ပါကစားကြတဲ့အခါမြတ်တော်မွေးရှိလေးအတွက်တော့အစိုးရင်ပူမိသားလက်ခောက်တွေခဏခဏမှုန့်နေတဲ့ကျွန်တော်ကိုကိုဖိုးချုံကဝိုင်းတင်မလေးကကစေးနေပြီးပတ်စံတွေကြိတ်ကြိတ်ဆုတ်တဲ့အကြောင်းပြပြတယ်။ရွှေမာကြံရစ်ခဲ့တဲ့မောင်လေးနှစ်ယောက်ရဲ့ကြောင်စရိတ်တဲ့သူ့မောင်လေးတွေကစတော်ကြတဲ့တဲ့။ဆူရာမဘာမှမဝေးဘာမှမစားပဲကိုဆူတာတဲ့။ကိုဖိုးချုံကတခါတခါအလွန်ကြုံနေပြောတယ်လို့ ရုံရခက်ခက်ပဲဒါကတော့အလွန်ကျွံတွေဟုတ်ပုံမရပါဘူးစက္ကသမားတွေညတစ်ချက်ခွဲလောက်မှပွဲသိမ်းပြီးအိတ်ကြရတယ်ကျွန်တော်လည်းသူတို့နဲ့အတူအေးပြက်တာပေါ့အခုသူတို့အားလုံးအိတ်ရရီတဲ့ကနေစောစောစီစီဝယုံတုံကားထကြတာဘာဖြစ်တာလဲမီးလန်လာလားရုပ်တဲတဲနဲ့ကျွန်တော်ဖြင့်လန့်ဖြန့်သွားတာပဲရှင်နှင်းမှာတလက်လန်းနဲ့ အိယာကညိုလိုကမိုင်းကရန်ထကြတာတဲ့တိတ်ပြီးအိတ်လိုကောင်းတဲ့မနက်6နာရီမှာစက္ကစီယာကသူ့ကိုနှိုးတာတဲ့နှိုးပုံနှိုးနီကဆိုင်းထဲကမောင်းကို ထုနှိုးတာလည်းမဟုတ်ဘူးအတန်ချက်ဆက်စင်ပြီးကျင်းနူးဖွယ်ဖွင်းပြီးနှိုးရင်နှိုးဒါမှမဟုတ်တာနီကန်စီယာတော်ရဲ့ဒါရဏပိတ်တရားတော်ဖွင်းပြီးနှိုးတာမျိုးလည်းမဟုတ်ဘသူရေးထကွာမောင်ဘဲဝါထတော့နော်လို့နီဆက်ရနှိုးတဲ့နှိုးနီကလည်းမဟုတ်ဘူး ်ညတော့ကပွဲကရင်ညထားတဲ့အကျွေအနုတ်တွေရှိတယ်။အဲ့ဒါတွေကိုသူကလွယ်အိတ်တလုံးတည်းထည့်ထားတယ်။တညာတညာဆိုရင်တိုးရီမှာဆိုတော့အကျွေတွေအနုတ်တွေကအများကြီးရတာ။အဲ့ဒီငွေကြေးတွေကိုတညာလုံးပင်ပင်ပန်းပန်းနဲ့ကထားတယ်။သူစကတ်အဖွဲသားတွေအိတ်နေတဲ့စီလှမ်းကျလိုက်တာ။အိတ်ကြရတာကလည်းစနေတကြငင်းကြီးစီစီလေးမဟုတ် ကိုခင်ရမင်းရခြေကင်းလက်ခင်သားတို့အစုပေါင်းလေးတွေဖွဲ့ပြီးအိတ်နေကြတာသူတို့ခမအေးအေးဝဝမဝဝအကြွေစီတွေကျဲတန်ကြရင်ဝုံဝုံဆိုတဲ့အတန်တွေကြရင်ကြာစီပါစီကမန်ကတန်လူရဲ့ကောက်ကြရတာတချို့လဲ၅ချက်၆ချက်ရကြတချို့လဲ၉ချက်၁၀ချက်ရတယ်ညံ့ရတဲ့လူတွေကပြောကြနည်းနည်းရတဲ့သူတွေကထမြကျဲလီအောင်မလားလို့ပြောကြတယ် စကက်စီယာကတော့သူရှိရထားသလောက်လက်ခုံနဲ့ဆုပ်ချေပြီးရင် စိတ်ကပြတ်တယ်။နောက်ထပ်ငါးပြားတစ်စိမကျေတော့ဘူး။သုံးလေးချက်ပါရင်ပွဲစည်းမှာမိတ်ဆွေတယောက်နှစ်ယောက်နဲ့လက်ဖက်ရည်ဆိုင်ထိုင်လို့ရသေးတယ်။၆ချက်တန်းခောက်ဆွဲကြော်ကချက်ဦးနဲ့ဝက်ဦးချောင်းနဲ့ကြော်ပေးတာအစားနေတဲ့လူဆိုရင်ခောက်ဆွဲကြော်တပွဲကစားလို့မကုန်ဘူးတဆန်လူရဲ့ကောက်ပြီးရင်စက်ကက်သမားတွေပဆန်ကိုရေထွက်မနေအားကြဘူးညနာကြပြကြရတဲ့ နက်စာကို ဖိုက်တဲ့ခက်တက်တက်ထည့်ပြီးရင်စက်ကလေးချင်းကန်တွေလောက်ကြရတော့တာပဲသူတို့လေးချင်းကန်တွေ လုံနေချိန်မှာကျွန်တော်နဲ့ကိုစိန်ကိုနဲ့ပိတ်ကအဟောင်းတွေစေးဖာတန်ဖာရေးတင်တဲ့လောက်ပြင်ရေးလောက်ကြရတယ်ကိုစိန်ကိုကိုအရှိခိုင်းပြီးပြင်းတင်လာလေးအပေါ်ကမုံမှန်တင်ပြလိုက်ကြရည်ရည်လေးရှိတယ်။လေးချင်ငန်လှုပ်ပြီးတဲ့သူတွေရေချိုးသူချိုးအဝိရှော်သူရှော်ထမင်းချက်တဲ့အုပ်စုကလည်းချက်ကြနဲ့ စကက်အဖွဲ့ဝင်တွေတကားတဲ့စီတခေကြီးရဲသွားပြီးအနေနီးကြတော့သူတို့ချင်းအိမ်အောင်ရတားကြကုန်ကြတာလည်းရှိတတဲ့အိမ်ကထွက်သွားတော့ငါအပြိုပါပဲဖျားပွဲနှစ်ပွဲမကသုံးပွဲကပြတင်ဆက်ပြီးကုစရာတမစကက်တဲကလူကြီးတယောက်ကိုမိဘနေရာထားပြီးကြော့ပွဲနဲ့တောင်းရန်လက်ထက်လိုက်ကြတာပါသူတို့မှာအိမ်အောင်ဦးပြားရီဆိုင်ခရင်မပြောနဲ့ထညက်ကြီးတော့မစမ်းနိုင်ကြရှာဘူး တချို့ရဲ့မင်္ဂလာဦးညတွေဟာချီးပုံတက်နေမိတဲ့မင်္ဂလာဦးညတွေအများကြီးအသက်နဲ့ရှင်ပြီးကောင်းကင်ဘာကစားကြစပိန်ကိုဂျိုဒန်ပေါ်မှာစီဒါပေါက်ခံကြရာနဲ့အချစ်ရည်အသက်ရည်တွေကုမ္ပဏီအားကျရှာပါဘူးအပတ်စီတော့နံပါတ်ဖြည့်အောင်စူးစမ်းကြရရှာတာပါပဲအလဲကြမနဲ့စတန်ဆိုတဲ့ဘဝတွေမဟုတ်လားမောင်ကောင်းကင်ဘာကစားတာချိန်မမြဲပါမလား မေကစကတ်တူတူလေးနဲ့ဂျိုးတန်ပေါ်မှာစပိန်စီတာအဆင်ပြေပါမလားလို့တွေးမပူအားကြဘူး။ရှင်ညာနေတဲ့အတန်ချက်ဆက်တန်တွေညောနဲ့မျိုးစုံတွေကြားပြိတက်ကိုဒဲချေယုံပုံစွန့်စားခံတွေစွန့်စားပြားရင်ဩဘာတန်တွေကိုစားတောက်ကြပြီးသာသမီလေးတွေလာစီတော့မွေးတော့တာပါပဲ။သူတို့ရဲ့ကလေးတွေလည်းအများစုကသူတို့မိဘတွေလိုပဲ။ကျောင်းပညာကို ဟုတ်တိပတ်တိမတင်ခဲ့ကြရရှာပါဘူး။ ဗဟုသုတခေါင်းပါခဲ့ကြတယ်။မြတ်တော်မွေရှိလေးကကျွန်တော်စီမှာရှိတဲ့နဘာချေးကော်တဲ့နာချက်တောင်လေးကိုပတိရေးတဲ့စုတ်တံတမျိုးလို့ထင်နေရှာတယ်။လူတယောက်ကကိုညာစာကြတဲ့ကိုညွန်နဲ့ကွန်တီတွေကကွမင့်တမျိုးတွေကခူးတာလို့ပြောရင်ရုံမဲ့သူတွေဒီလိုစက္ကပ်အဖွဲ့ရဲ့မှာရှိနေတယ်။ပြဆက်ကားတဲ့နေရာမှာတော့အမှုပညာအရှိရဲ့တွေအဆင့်အတန်းတွေအထူးပြောဖို့မလိုဘူး။ သူတို့လေးတွေဟာကဆက်ဇလန်ကထွက်လာတဲ့စကားတန်အတိုင်းလိုက်တိုးဆောင်ကြရတာလေကဆက်ခွေကထွက်တဲ့အတန်ကိုသူတို့နှုတ်ကလည်းပြောသူတို့လိုဖြစ်အောင်တရံလောက်ကြရတာအတန်နဲ့ကိုလက်အမူယာနဲ့တစ်ချက်တည်းကြရင်တိတ်ဟုတ်ထိတ်ကောင်းနေပြီပေါ့ဒါဟာသူတို့အတွက်အမှုပညာပဲသူတို့ကြည်ကူတဲ့ရုပ်ရှင်တွေ ပြဆက်တွေဟာသူတို့အတွက်အမှုပညာတက္ကသိုလ်တွေကျောင်းတွေပဲညလေကောလိပ်ကျင်းတွေဝင် ချော်ဟေဖီးဒီအောင်တိုက်မြို့တော်သိန်းအောင်လူငယ်ကြီးခိုင်အပေခန့်ကြီးတဲ့နိုးဟာသူတို့အမှုပညာအကယ်ဒမီကျောင်းကြီးရဲ့ပါမောက်ခတွေ တွေ့ဖက်ပါမောက်ခတွေပေါ့အထက်ထက်မမောနိုင်ပပန်းနိုင်လေ့ကျင့်ထားလေတော့ကက်ဆက်ထဲကအပြောနဲ့သူတို့လှူရှားပုံနဲ့ကွက်တီပဲအမိုးရလှူရှားဟန်တွေက ကောင်းတာထက်တောင်လွန်လွန်ပြီး over ဖြစ်ဖြစ်သွားလိုက်သေးတယ်။နေဝေးလေခေါင်လေပြိတက်ကြိုက်လေပါပဲ။ ပွဲခင်းတွေသားများလာရောနောက်ခံကားကြီးတစ်ချက်နဲ့အဟောင်းအဟောင်းအမြင် ဖာရီးတာလောက်ပဲကျွန်တော်ရှိပေးရတယ်။အလုတ်ရဲလို့ဟုတ်ဟုတ်ညာညာမရှိတော့ကျွန်တော်ပြန်ကျင်ပြီ။စကက်ထဲမှာကြတော့မပြော်တော့ဘူး။စကက်စရာစရိုက်နဲ့ကျွန်တော်စရိုက်ကဖီလာဆန့်ကျင်ဘက်ကြီးအခြေအနေပေးတိုင်းကိုဖိုးချွန်တို့ကိုစိန်ခိုတို့ကိုပြန်တော့မဲ့အကြောင်းခဏခဏပြောတယ်။သူတို့ကတားနေကြတယ်။ကျွန်တော်ကိုချန်ဖန်အလုရှာပေးတယ်။ ကိုစက်ကက်ထဲမှာရေးစရာကားချက်မရှိတော့ကိုစိန်ကိုကသူများဆက်ကကားချက်ကိုလက်ခံလာပြီးကျွန်တော်ပတ်ဆိုင်ရအောင်မပြင်းအောင်မပြင်းချင်းအောင်ဆက်ခတ်ပေးတယ်။ရောနေထဲမှာစက်ကက်ပြနေရင်တညတော့ကျွန်တော်အကြီးကျယ်ဖြားပါလေရော။ကိုစိန်ကိုယူလာတဲ့ညီလက်ကဆက်တဆယ်ရဲ့မြို့ကားပိတ်ကားကြီးကရေးလက်စတန်လန်းကြီးစက်ကက်ထဲကလူတွေပဲကျွန်တော်ကိုဝိုင်းပြူးစုကြတာ။ သူတို့ငန်းနီကျော်တွေအခိုးပွင့်စေးတွေအဖျားပြက်ရှာပေါ့စေးတွေပိပလီကွန်ချာတွေနဲ့ကျွန်တော်အဖျားတက်တာလားလက်ခံထားတဲ့ပကြီကားကြီးလေကိုစိန်ကိုက90ရာခိုင်နှုန်းလောက်ရှိကျွန်တော်ကနည်းနည်းတက်တာတော့လက်စားတက်ပေးလိုက်ရတာလီဆန်ဆန်အီတို့လှတဲ့ကီတို့ကနေမကောင်းတော့ကျွန်တော်အဝိစားပြီးရှော့ပေးကြတယ်ကစင်းနေတယ်ဆိုတော့မြတ်တော်မွေရှိလေးကစံပြုတ်တယ်မရှိတာကိုခောက်ဆွဲကြော်ဆိုင်မှာ ကသားဆံမျိုးကိုပဆံပေးအပြုတ်ခံပြီးတိုက်ရှာတယ်။ဆန်ဆန်အီလိုလျှော်တဲ့အဝတ်အစားတွေမြတ်တော်မူရှိလေးပဲမိဘူးတိုက်ပေးတာနည်းနည်းတတတော့မွန်ချွတ်လေးဒေါပောင်မောင်လေးတွေဝယ်ထားပေးပြန်ရော။ဘောဘာခင်တို့လက်တင်ကီတို့ကတော့ကြီးလင်ဘလိုနေသေးလဲတတပြီလားပြုစုထားပြုစုထားတော်တော်ကြာကောင်းမှငငယ်ရွယ်ရွယ်နဲ့မိုးဆိုးမှဖြစ်နေမယ်ဗာညာမကြတဲ့ကြာစကုန်ကြနောက်ကုန်ကြတယ်။ ကျွန်တော်နလန်ထဆတနေ့မှာပြိတက်အလွန်ပွဲတောင်းတဲ့ဘောင်တင်ဇလန်းကိုဝစ်ဆောင်ပြေဇက်တိုက်နေကြတယ်။အဲဒီလိုဇက်တိုက်နေတော့မှဥပါချစ်အဖြစ်တိုးဆောင်ရတဲ့ရွေးသမားဟိုတခါဓာဝင်စံပေါက်ကြီးရဲ့ရွေးစရာရဲ့တပည့်ကပလေးရှင်ကြီးဖန်ဝစ်လာတာကျဲတီးပေါက်ကတလဲတလာမိတယ်။ဇက်စင်ရှိမှလက်ဖက်တော့ပကံနဲ့ကြကြနနထိုင်နေတဲ့စက်ကက်စရာကမြင်သွားတော့ချက်ချင်းပဲဟိုဟိုလို့လက်អော်ပြီး ဥပချိရာကိုရှိတဲ့ညချေတဲ့ကငါးချက်ဖြစ်လိုက်တယ်။ကျွန်တော်အတွန့်ကိုစိတ်မကောင်းဖြစ်သွားတယ်။သူတို့ရကြတာပွဲခင်းတခွင်နှညကကျင်ကမယ်၊သုံးညလေးညကကျင်ကမယ်။အဲ့ဒီသုံးညလေးညတခွင်မှညချင်း20အစိတ်ရတာ။မနေ့အိယာနိုတော့လူရက်ကောက်ရတဲ့ပတ်စံလေးနဲ့ပေါင်းပြီးနေထိုင်ကြရတာ။ဥပချိဖို့ငါးချက်ဆိုတာဘယ်နည်းမလဲ။ဒါပေမဲ့စက္ကစီယာကတော့ပြက်တယ်။ဒါစီကံမယ်။ ဘသူမှလည်းဇောရကတခွေမရှိဘူးသူတို့ကတက်လည်းမတက်ကြပါဘူးအံ့ဩစရာဗျာကျွန်တော်ကကြတော့နောက်ခံကာရီရဲ့အဲ့ဒီကာရီကတက်တက်ပေးတယ်ဖာရာတီးရာတွေအတွက်တော့မပေးဘူးပွဲကားတဲ့ညာစက်ကပ်ပြတဲ့ညာတွေဆိုရင်ရှုံဝင်ပေါက်မှာလက်မရှောင်တဲ့သူကကျွန်တော်ကိုတညာငွေအစိတ်ပေးတယ်ညာတော်အဖြစ်တော့မန်နေဂျာကိုဖိုးချုံပေါ့ဒီစက်ကပ်တစ်ဖွဲ့လုံးဘယ်သူမှအယံမတောက်ရဘူးမတောက်ကြဘူး ကိုဖိုးချွန်တယောက်ကလွယ်လို့စက္ကစီယာကကိုဖိုးချွန်ကြတော့နားလည်မှုထားတယ်။တရားဝင်မဟုတ်ပေမဲ့မတိကျအောင်ဆောင်နေတယ်။ဟိုလူကလည်းအရက်မာတောက်ထားရင်စက္ကစီယာနဲ့မတွေ့အောင်ရှောင်နေတယ်။မရှောင်နိုင်လို့တွေးကြရင်လည်းခလန်းလန်းကပဲနေတယ်။စက္ကစီယာရဲ့မွေစားသားကိုစင်ကိုကလည်းစက္ကစက္ကတရတဲ့ညာဆိုရင်ကျွန်တော်တွေ့တာ ਨੇ ဝင်းနေစအစိတ်ထုတ်ပေးတော့တာပါပဲ။ ကိုဘိုးချုံစီကရပြီးသားပါဆိုရင်လည်းမရဘူး။စွတ်တင်ပေးနေတော့တာပါပဲ။သူတို့နဲ့မတွေ့တဲ့ညကြတော့တကြက်တပြားမှမရတဲ့ညတွေလည်းရှိရဲ့။ပွဲမပြရင်တော့ပတ်စံမရဘူး။ကျွန်တော်အတွက်ပတ်စံမရှာပေမဲ့ဒီအဖွဲမှာမပြောဘူး။ကျွန်တော်စိတ်ကူးနဲ့အိမ်ပြန်နေတာလည်းခဏခဏပါပဲ။ကျွန်တော်တယောက်တည်းပြန်တာရောနီလန်းကြရဲ့လား။ကမောကမနိုင်လာတဲ့စကတ်အဖွဲ့ လူမဆန်တဲ့အချိုးတွေချိုးချိုးနေတဲ့စကတ်အဖွဲမှာကျွန်တော်ဒီအတိုင်းထွက်လိုက်ရင်မှန်ပါမလားတော်တဲ့မှန်ကန်သွားအောင်ဘယ်လိုလုပ်ရမလဲစကတ်သမားတွေဒီချက်ညာကြီးတွေပူရှာတဲ့နဲ့အာမခံချက်တွေရှိတဲ့နဲ့စကတ်သမားတွေကိုကျွန်တော်ဖြစ်နိုင်တလို့တော့ချင်းကက်ပြောပြရတာပေါ့ကျွန်တော်ပြောနေတုန်းတော့သူတို့လည်းသူတို့ဘဝကိုတဖြည်းဖြည်းမြင်လာသိလာပြီးစိတ်မကောင်းဖြစ်ကြ나ကြီးကြတယ်လीစကတ် စကက်စီယာနဲ့တွေ့ပြန်တော့လေနာကြီးစိဝမ်းနည်းစိတ်တွေပျောက်ပြီးအရှင်တော်ကလိုပဲမိဝေချိတ်တွေပြန်ဖြစ်ကုန်ကြပြန်ရောကြလာတော့ကိုစိန်ကိုကကျွန်တော်ကိုစေရနာနဲ့စကားတခွန်ပြောလာတယ်တချီစီယာဆရာရဲ့စိတ်ဆွေနာကိုကျွန်တော်နားလေပါတယ်ဆရာပြောတာတွေစကက်စီယာနာပောက်သွားရင်မူမီလောင်အဲဘယ်ကောင်းမလဲဆရာပြောတာအမှန်တွေချီပဲဒါပေမဲ့စကက်သမားတွေရဲ့ဘဝကခောက်ယူကျိုးနေပြီး သူတို့ဒီလုပ်ကိုစွန့်ပြီးဒီပြန်လုပ်ကိုစွန့်စားပြီးမလုပ်ရကြဘူး။စံဒီလုပ်ဖူတဲ့သူတွေရှိသေးတယ်ရှိတယ်။သူတို့လည်းအပြင်းမှာအချိန်နေမကောင်းကြဘူး။ဒါကြောင့်မို့သူတို့ခညာဆရာပြောတယ်လို့ခြေရင်းတွေကဟိုးကောင်းတွေလိုဖြစ်နေရရှာတာ။စကရဲ့သမင်းစားနေကြရတာကြာလာပြီစရာ။တချို့ကိစ္စတွေဆရာထက်ပိုပြီးခံစားမိပြီးသိတာပေါ့။ကိုစင်ခုရဲ့စကားကို ကျွန်တော်လေးစားပါတယ်။ ဒါပေမဲ့ကျွန်တော်ကတော့ကောင်းမှမှာပဲတယောက်ပဲထွက်သွားသွားတဖွဲ့လုံးအောင်ကြနိုင်ကြရင်တော့အကောင်းဆုံးပေါ့ဒါကြောင့်ကိုပြောနိုင်တဲ့လောက်တော့ပြောနေတာပဲဖျားပွဲတွေတပွဲပြီးတပွဲကူးလာရင်မိကက်ချေတဲ့အလုပ်ကိုအတက်မွေးဝမ်းကြောင်းအလုပ်တစ်ခုလောက်နီးနီးကျွန်တော်တကြွမ်းလာပြီလို့တောင်ထင်မိတယ်ကျွန်တော်မှလေးချင်းစရာကွေးနေကပေါ်ရင်မဟုတ်လားမျက်ခုံအယောင်တွေအမျိုးမျိုးဆန်းစိုးကြည့်လိုင်းနာဒီဇိုင်းတွေအမျိုးမျိုးရေးကြည့် စပင်းပုံစံလဲသူတို့ကိုဟိုလိုထုံးကြည့်ပါလားဒီလိုစီးကြည့်ပါလားအမျိုးမျိုးစံထုံးကြည့်နဲ့ပတိစရာဆိုတာနာမည်လောက်ပဲကြံပြီးအလပန်ဒီရှင်ဖြစ်လို့လို့ပဲမြတ်တော်မွေးရှိလေးပေါ်လဲတပွဲကြီးတပွဲတညပြီတညမြစ်တာတက်ဝင်လာမိတယ်ဝိုင်းကျင်လေးကလည်းမျက်စိအောက်တင်လှတဲ့တဲ့လှလှလာလိုက်တာနောက်ဆုံးကောက်ရိုးပုံဆောင်တဲ့အကောင်တော့မဖြစ်စေရဘူးလို့စဉ်းစားပြီးဆုံးဖြတ်လိုက်တယ် ကျွန်တော်ချစ်တဲ့အချစ်ကဖြူစင်ရဲ့လားတကယ်နိနိကာကချစ်တာလားကိုကိုကိုခဏခဏမေးနေမိတယ်အသက်25နှစ်သားရှိနေပေမဲ့ဘယ်မျိုးသမီးကိုမှအော်ရီမြတော်မွေးရှိလေးလောက်မချစ်ခဲ့မိဘူးကျွန်တော်ကတော်ယုံမင်းကလေးကိုလည်းမချစ်ချင်ဘူးစိတ်မဝင်စားဘူးချစ်မိပြီဆိုရင်တော့ကျွန်တော်ဘက်ကအတီယူမဲ့ချစ်နေမျိုးနောက်ဆုံးဝိုင်းတင်လေးကျွန်တော်မိဘဆွေမျိုးတိုင်းဝိုင်းကြဝင်ဆန့်ပါမလား ဒီတိအောင်စဉ်းစားမိတယ်။ခတ္တာကကျွန်တော်သူ့ကိုဒီလိုချစ်နေမိတာဘယ်သူမှသိသွားလို့မဖြစ်ပြန်ဘူး။တယောက်စကားတယောက်နာနဲ့ဒီအကြောင်းကိုကိုစိန်ကိုတို့ကိုဖိုးချွန်တို့နားရှောင်မယ်။အဲဒီကတစ်ဆက်စက္ကစရာပါသိသွားနိုင်တယ်။အဲ့ဒီလူကြီးဒါသိသွားရင်ကျွန်တော်ဖြစ်လာနိုင်တာတွေရှောက်စင်းစားရတယ်။ဘာဖြစ်လဲ?အပြိုလူပြိုချစ်ကြတာပဲ။စက္ကစီယာသိသွားလဲဘာရေးလဲ။ ကျွန်တော်နဲ့ဝိုင်းတင်နဲ့သူတဘောမတူစရာအကြောင်းမရှိဘူးလို့ထင်တာပဲဒါပေမဲ့မုံမပြူဘူးပြူခဲ့တော့ဒီလူကသူတဘောမတူရာကိုပါဇက်ကဖွင့်မပြောပဲဝိုင်းတင်လေးကိုပညာသားပပနဲ့ခွင်ရှားပြီးနှိမ့်ဆက်နိုင်သေးတယ်ချစ်ချောင်းဖွင့်ပြောပြီးပြီချစ်ချောင်းဖွင့်ပြောပြီးပြီဆိုရင်ဘသူကမှရှောက်ပြောမနေဘို့ပိတ်ထားရအောင်မယ်အခါခွင့်တင်တာကတော့နှကန်းနီပါနေဆိုပေးရင်ချစ်တဲ့အကြောင်း ဖွင့်ပြဖို့အကောင်းဆုံးအချိန်ပဲပွဲခွင်တနေရာကတနေရာကိုရင်စကက်စရာကိုယ်တိုင်တည်ယူလာနေကြပလတ်စတစ်ပလင်းကိုကျွန်တော်စိတ်ဝင်စားမိတယ်တနေရာကိုပြောင်းချမလို့ကားဖို့ပစ္စည်းတွေတင်ပြီးကားထွက်တော့မယ်ဆိုရင် စကက်စရာကဒီပလတ်စတစ်ပလင်းကိုကိုင်းပြီးရှေ့ခန်းမှာဝင်ထိုင်လိုက်တယ်လမ်းမှာတနေရာရာဝင်ပြီးလက်ပည့်ရင်းစင်းတောက်ကြမယ်ဆိုရင်စကက်စရာကဒီပလင်းကိုရှူပြီးဆင်းလာတယ် ပလင်းထဲမှာဘာအီလေတော့မသိဘူး။ပလင်းနဲ့အပြည့်တော့မဟုတ်ဘူး။ကလေးပုံသုံးပေါင်းလောက်ပဲရှိမယ်။ကျွန်တော်ကဒီပလတ်စတစ်ပလင်းကိုစိတ်ဝင်စားတာနဲ့မျက်တောင်ဝေးရှိလေးကိုမေးကြည့်တော့အဲ့ဒါကြားစီရီတဲ့။ဘာကြားစီဟုတ်လား။အံ့ဩစရာပဲ။ဝိုင်းတင်ကအရင်ကသူတို့စကတ်ထဲမှာကြားတဲ့ကောင်ရှိတဲ့စကတ်စရာကငငယ်ကလေးကမွေးထားပြီး သင်ပေလေ့ကျင့်ပေးတာသိလိမ်ပါတဲ့။ချိန်ကွင်းမိကွင်းတွေတောင် ခုံနိုင်တယ်။ တစက်ဖြဲပြီးခွေးလီမာလေးတွေရဲ့ဥကောင်တွေသူ့လက်သေးစုပ်တွေတင်ပြထုတ်ပြလို့ရှာတတဲ့ဒီကြားမီပြူပြီးသူတို့စကတ်တော်တော်နာမည်ကြီးခဲ့ဘူးကြတယ်လေစကတ်စီယာကစိန်တိုးလို့နာမည်ပေးထားလေတော့ဂျာကသူ့နာမည်ခေါ်ရင်တော့သိနာလေတဲ့မင်းတို့ငယ်ကရှာလာခဲ့တာတဲ့တနေ့တော့စိန်တိုးခင်ဗျာမမျော်လင့်ပဲတည်ဆုံသွားပါရောလားဒီတော့ဒီကြားသိသွားတာနဲ့ပတ်သက်ပြီးသတင်းတွေအမျိုးမျိုးထွက်လာတော့တာပေါ့ မနာလိုတဲ့ပြိုင်ပန်းဆက်ကဲအဖွဲတစ်ခုခုကပဲတေချောင်းကြံတလို့လို့အစိတ်တုံးမိထားတဲ့ခွေသားပဲကျွေးမိတလို့လို့တချို့ကတော့နေမကောင်းဖြစ်ပြီးရောဂါတစ်ခုနဲ့တေတာပါလို့ပြောကြပြန်တတဲ့အားကြောင့်မဲတေတေစိန်တုံးတေဆုံးသွားတာစကက်တဖွဲလို့အတွက်နင့်နာသွားတာတော့အမှန်ပါပရိသတ်တော်ကိုနေသွားလို့စက်ကစီယာနောက်ထက်ကြားရကောင်မရရအောင်တဲတဲမဲမဲလိုက်ရှာတယ်မရဘူးစိန်တုံးတည်သွားပြီးမ စက်ကစီယာရဲ့အရှာရနဲ့အထိုးကျိတ်တွေပူပူချမ်းလာတယ်။ကြာကိုအေးကွန်ဆုပ်ပြီးမိတိချိုလုံးကထွက်တဲ့အစီတွေကိုစုထားတာလေးစီယာ။မျက်တော်မွေရှိလေးကပျော်ရွှင်ပြူးစင်ပြောတာပေမဲ့စိတ်ဝင်စားစရာပဲ။ဒီကြားစီတွေကို သူကဘာလုပ်တာလဲ။ကျမလည်းမသိဘူးစီယာ။ကျွန်တော်တည်ခြင်းစိတ်ကပူပြင်းလာတယ်။ကိုဖိုးချွန်တို့ကိုစိန်ကိုတို့လည်းဒီအကြောင်းမပြောဘူးကြဘူး။ တနေ့နေ့တော့စိန်တိုးရဲ့အစီအကြောင်းမေးကြည့်ရအောင်မယ်လို့စိတ်ထဲမှာတေးထားမိတယ်။နွားနို့တောက်တဲ့အခါလက်ဖက်ရည်တောက်တဲ့အခါဒဇက်နဆက်ထိတ်တောက်တယ်လို့ဆန်းဆန်းအေးကတော့ပြောဘူးလားပဲဆရာ။ကျွန်တော်မှအန်အော်ပြီးရင်အန်အော်ရင်တခါတလေထမင်းစားတဲ့အခါလက်ဖက်ရည်ဖြိုးစုံနဲ့ဒဇွန်ဆန်းပြီးနေဖက်စားတယ်လို့ကြားဘူးတယ်။နောက်ပြီးဈေးကောင်းရရင် ရောင်းမယ်လို့လည်းကြားဘူးတယ်ဆရာ။ကျန်းစီကဈေးဘက်ဝင်နေသလားဘာဆွမ်းလာတယ်လဲ။ ဘာပဲဖြစ်ဖြစ်ကြားစီရဲ့အစွမ်းတတီလားပင်ကိုကပော့ပါဖြစ်လက်ကြလာတော့မသိဘူးစက်ကက်စီယာကဒုက္ခနာကိုလေးချိန်ကြီးနဲ့နှိုင်းရှင်ရင်အတော်ပော့ပါတွက်လက်ကြတော့ညင်မရဘူးအထံရထားအတော်အလားအလံပြူအတက်စင်လူငယ်တယောက်လိုတွက်လက်တယ်မနေတက်မထိုင်တက်တာပဲလားအပြောဆိုမတတ်ဘူးလို့ပဲပြောမလားတော့မသိဘူး။ဝိုင်းတင်ကိုကြားစီမမြင်ဘူးလို့မြင်ဘူးကျင်နေလို့ရှာချောင်းပြီးပြောလိုက်မိတယ်။ ပြောပြီးတောင်းကြတော့ကျွန်တော်စကားမသွားပြီးလွန်သွားပြီးဆိုတာခရီးရလိုက်မိတယ်။မြတ်တော်ငွေရှိလေးကဘာပလက်ပလင်းပြားလေးနဲ့ကြားစီတွေပြေလူပြေခင်ထဲလာပြီးလူသူအလစ်မှာလာပေးပါရောလား။သူလှုပ်လာပုံကဒီကိစ္စဘယ်သူမှမသိအောင်လှုပ်လာတဲ့ပုံစံမှန်သိတာနေတယ်။ပလင်းကိုဖွင့်ပြီးအနက်ရှူကြည့်ပြီးတော့ငါကြည့်စီနဲ့မျိုးလည်းမဟုတ်။ဖဲစီနဲ့စီအနက်မျိုးလည်းမဟုတ်ဘူး။ဘလို့အနက်မျိုးကြီးမှမသိဘူး။ အညီအဟအလွန်ကြိုက်တဲ့ကောင်ရဲ့အစီကဘာနန်းလို့ပြောရမှန်းကိုမသိဘူးကြားစီကိုလက်ညိုးနဲ့တူကြည့်သည်လမနဲ့ပုတ်ချီကြည့်တော့ဒီပြင်စီတွေထပ်ပူပြီးစိတ်ပစ်တယ်လို့ထင်မိတယ်ဝိုင်းတင်ကိုကြားစီပလင်းကို ပြန်ပေးတဲ့အခါကလေးမလေးကမရှိဘူးဆရာပဲလုံလုံချုံချုံတင်ထားလိုက်ပါတော့တဲ့ဘသူမှမမြင်အောင်ခွထားတော့ဆရာတဲ့ရှူလုံးကစက်ကက်ဆရာနဲ့မမီပဲ ပြန်ထမ်းခါမှဒီလူနဲ့မိရင်ချမ်းသာပေးနေမှာမဟုတ်ဘူး။လက်တော့ကြီးနေပြီးစံပြအနေနဲ့လူပုံလဲမှာပြောပြောပြီးဆုံးမခံရမှာကံကောင်းလို့ပါလား။တဆိုးထူထူမျက်နှာပေါက်ဆူဆူညာလက်မှာကြာဖို့လက်ကင်ကင်ထားပြီးဘယ်လက်ကကြာဖို့အဖျားကိုကင်ထားတဲ့စက်ကစရာကိုမြင်အောင်နေမိတယ်။ကျွန်တော်ရှာချောင်မိတာဝိုင်းတင်လေးအစော်နဲ့ခံရတော့မလို့ပါလား။ ကိုစိန်ခိုးတို့ကိုဖိုးချွန်တို့ကိုလည်းကြားစီနဲ့ပတ်သက်လို့မေးမလို့ဟာမမေးတော့ပါဘူးတော်ကြမေးခံမှတတိထားမိပြီးကြားစီတွေရော့တယ်ဆို ပြက်တနာတွေရှောက်ရှာနေရင် အကုန်လုံးစိန်နောက်ရက်ဖြစ်ကြရမှာအပိုင်းနဲ့တင်ဆက်မှုလေးကတော့ဒီမာတင်ပြီးဆုံးပါပြီနောက်ရက်မှာကျန်နေတဲ့ပိုင်းတွေကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်အားစင်ပြီးကြတဲ့များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင် အားလုံးပဲဖေဖီယာများဝေးကွာကြပါစေ။